ဒီနေ့ဥကောက်ဖတ်ပြမယ်စတိုရီလေးကတော့ Corduroy လို့ခေါ်တယ်နော်အဲ့ဒါဘာလဲဆိုတော့သူကជីမြင်စားရင်းနဲ့ချုပ်လုပ်ထားတဲ့ဝဲဝုံရုပ်လေးကြောင်းနော်စိတ်ဝင်စားဖို့ကောင်းတယ်ဒီစာအုပ်လေးက Corduroy is a bear who once lived in the twine department of a big store day after day he waited with all the other animals and dolls for someone to come along and take him home ne corduroy ဆိုတာတော့တဲ့ဝုံဝုံရုပ်ကလေးတယောက်ပဲဖြစ်ပါတယ်တဲ့သူကတဲ့ဘယ်လိုနေလဲဘယ်မှာနေရလဲဆိုတော့အခြားသောအယုတ်တွေအများကြီးထားတဲ့အယုတ်ဆိုင်ရဲ့နေရာတနေရာမှာနေရတယ်တဲ့เนาะအယုတ်တန်းမှာပေါ့နော်တနေပြီးတနေရတဲ့သူကစောင့်နေတယ်တဲ့သူကတဲ့အခြားသောတရိษံရုပ်လေးတွေ တော်ပေါ့နော်အယုံမလေးနဲ့တူတူနေပြီးတယောက်ယောက်သူ့ကိုလာပြီးတော့အိမ်ကိုခေါ်သွားမှာကိုသူစောင့်နေတာတဲ့အယုတ်ကလေးကစဉ်းစားတတ်တဲ့ပုံ story လေးကအဲ့လိုလုပ်ထားတာနော် The store was always filled with shoppers buying all sort of things but no one ever seemed to want a small bear in green overall ဒီစတိုးဆိုင်ကြီးကတော့တဲ့ဈေးရောင်းတဲ့ဂုံတိုက်ကြီးကတော့အမြဲတမ်းဈေးဝယ်သူတွေတွာလာသူတွေနဲ့ပြည်နေတာပါပဲတဲ့သူတို့တွေကလည်းဟိုအားတွေဝယ်ဒီအားတွေဝယ်အကုန်လုံးဝယ်ကြပြီမဲ့တဲ့ဘသူဘသူမှာတဲ့ဒီအစိမ်းရောင်ချီမြင်တဲ့လှုပ်ထားတဲ့ဝဲဝံရုပ်ကလေးကိုနော်ဝယ်ခြင်းစိတ်မရှိကြအောင်နဲ့တူတယ်တဲ့နော်အဲ့လိုမျိုးဖြစ်နေတယ်သူ့ကိုမဝယ်ကြအောင် Then one morning, a little girl stopped and looked straight into Corduroy's bright eyes. Oh, mommy, she said, look, there's a very bear I always wanted. Not today, dear, her mother singed. I have spent too much already. Besides, he doesn't look new. he lost the button to one of his shoulder straps တခုတော့မနဲ့ကလေးမှာပေါ့နော်ကလေးမလေးတယောက်ကရောက်လာပြီးတော့တဲ့ဒီဒီအယုတ်နော်ဝဲဝံယုတ်စိမ့်စိမ့်လေးကိုလာကြည့်ပြီးတော့ သူ့မျက်လုံးတက်တဲကိုကြည့်ပြီးတော့မမေမမေရေးတဲ့ဒီအယုတ်ကလေးကတမီးလိုချင်တဲ့အယုတ်လေးပဲတကယ်တစ်ချိန်လုံးလိုချင်နေကြတာဒါမျိုးယုတ်ပဲလို့သူ့မမေကိုသူကပူဇော်တယ်လို့လေးပြောလိုက်တယ်တဲ့အဲ့ချိန်မှာသူ့မမေကပြောလဲဆိုတော့ not today my dear တဲ့နော်ဒီနေ့တော့မရတော့ဘူးတမီးတဲ့မမေတို့တဲ့ဒီမှာဝဲကြရှိတာလေအများကြီးဝဲချမ်းပြီးွားပြီးတဲ့ပတ်စံလည်းတော်တော်ကုံသွားပြီးတဲ့ဒါအပြင်တဲ့အယုတ်ကလေးကိုတေချာကြည့်အောင်တဲ့သူ့ရဲ့တဲ့နော် နော်ဒီဟွာပေါ့ပခုံးကျိုးတိုင်းလေးရာတဲ့သူ့ကိုကြည့်ရတာအစ်တနဲ့မတူဘူးတဲ့ပခုံးကျိုးတိုင်းလေးရဲ့ကျိုးမှာကြဲ့တီးလေးတလုံးပြုတ်နေတာတွေ့လားတဲ့သူကအဲ့လိုမျိုးပြောလိုက်တယ်တဲ့ပြောပြီးတော့သူ့မိမိကားတဲ့သူ့ကလေးလေးကိုပြန်ပြီးတော့ခေါ်သွားတယ်နဲ့တွေ့နော်အယုတ်ကလေးကမဝယ်ဖြစ်သွားအောင်နဲ့တွေ့တယ်အဲ့လိုမျိုး Call the right watch them sadly as they walked away အဲ့တော့ဝဝန်လေးရတဲ့သူတို့တွေတဲ့သူ့နာနေတဲ့ လမ်းလျှောက်ပြီးအပြင်ထွက်သွားတာကိုတဲ့ကြည့်ပြီးတော့တော်လေးစိတ်မကောင်းဖြစ်နေတယ်တဲ့ I didn't know I lost a button he said to himself tonight I will go and see if I can find it ဒီညတော့တဲ့သူတဲ့အဲ့ကျဲဒီလေးတလုံးမျိုးလိုက်ရှာပြီးတော့သူ့ကိုသူပြန်ပြီးတော့ fix လုပ်လို့ရမှာပေါ့နော် ပြုတ်ပြင်လို့ရမှာလားသူစူးစမ်းကြည့်မယ်ဆိုပြီးတော့သူပြောလိုက်တယ်သူ့ကိုသူ late that evening, when all the shoppers had gone and the doors were shut and locked, Corderine climbed carefully down from his shelf and began searching everywhere on the floor for his lost button. 呀嘞要有嘞，考得来了呀，第一。 ကုန်တိုင်ကြီးမှာဈေးဝယ်လို့လည်းမရှိတော့ဘူး။တခါရလဲပိတ်ပြီးတော့အကုန်လုံးတောက်ခတ်ပြီးသွားတဲ့အချိန်မှာသူ့ရဲ့အယုတ်စင်လေးကနေသူဂယုတစိုက်လေးဖြည်းဖြည်းလေးတိတ်တိတ်လေးဆင်းလာတယ်။ဆင်းပြီးတော့တဲ့သူကတဲ့ဒီသူ့မှာပျောက်သွားတဲ့သူ့ရဲ့ကြယ်သီးလေးကိုကျမ်းပြင်မှာတဲ့ဘယ်မှာများတွေ့မလဲဆိုပြီးတော့သူလိုက်ပတ်ပြီးတော့ရှာတာပေါ့တဲ့ဘယ်မှာမှသူရှာလို့မတွေ့ဖြစ်နေတယ်။ Suddenly he felt the floor moving under him. ਨੇ quite by an accident he had stepped on an escalator and up he went ယုတ်တရက်တဲ့သူရှောက်သွိုင်းဟိုရှာတီရှာနဲ့ယုတ်တရက်ပဲသူမတ်တရက်နေတဲ့ချမ်းပြင်ကြီးရရွေ့သွားတယ်တဲ့သူထင်မထားဘူးတဲ့သူရောက်နေတဲ့နေရာအဲ့လို escalator ပေါ့နော်ဆက်လီကားပေါ်ကြီးရောက်နေအဲ့ဆက်လီကားကြီးကသူလဲရောက်တော့စပြီးတော့လဲပတ်ပြီးတော့အပေါ်တက်သွားတော့တဲ့သူလဲအပေါ်ပါသွားတယ် could this be a mountain? He wondered. I think I've always wanted to climb a mountain. ဒါရယ်တောင်ကြီးများဖြစ်နေမလားတောင်ကုန်းကြီးများဖြစ်နေမလားပေါ့နော်။ तू အမြဲတမ်းတောင်ပေါ်တက်ချင်နေခဲ့တာတဲ့။သူ့ကို तू စိတ်ကူးရင်နဲ့ဆက်လီကားလိုက် तू အပေါ်တဖြည်းဖြည်းချင်းပါသွားတော့တာပေါ့တဲ့နော်။ဒီဘွယ်ဝင်ရုပ်ကလေးကကြဲသေးလေးလိုက်ဆိုင်နဲ့အပေါ်ဓာတ်ကိုတဖြည်းဖြည်းရောက်သွားတဲ့သဘောပဲနော်။ He stepped off the escalator as it reached the next floor and there before his eyes was a most amazing sight သူအပေါ်ထက်ရောက်သွားပြီးတော့တူတွေ့သည်မြားသူမြင်မှုသည်မြားတဲ့မှာသူတခါမှမမြင်ဘူးတာတွေမြင်ရတော့အယံကိုအံ့ဩနေတာပေါ့တဲ့သူမြင်ရတဲ့အရာတွေကဘာတွေလဲဆိုတော့ furniture တွေပေါ့နော်အိမ်အိမ်သုံးပရိဘောဂတွေထိုင်းကုန်တွေအိမ်ယာတွေမီးစလောင်းတွေအများကြီးကိုသူမြင်နေရတာပေါ့တဲ့ tables and chairs and lamp sofa and rolls and rolls of beds. This must be a palace called Rhine Gaps. သူကတော့ပင်သက်ရှိုက်ပြီးတော့ပြောလိုက်တော့တာပေါ့ရဒါဟာတဲ့နန်းတော်ကြီးတစ်ခုပဲဖြစ်ရမယ်တဲ့ I guess I have always wanted to live in a palace တဲ့ငါထင်တာကငါဒီလိုမျိုးနန်းတော်ကြီးမှာနေခြင်းနေခဲ့တာလို့အိယာတွေထိုင်ကုန်နေနဲ့เนาะ ခန်းခန်းနာနာနေချင်တာတဲ့သူခမအယုတ်ရောင်းတဲ့စင်ပေါ်မှာပဲမတ်တက်ကလေးရက်ရက်နေရတာတဲ့ဒီလိုမျိုးကြီးနေချင်တာလို့သူကသူ့ကိုယ်သူပျော်ရွှင်စွာနဲ့သူတွေးတော်ပြီးတော့ပြောလိုက်တယ် He wandered around admiring the furniture This must be a bed he said I've always wanted to sleep in a bed and went, and up he crawled onto a large thick ် mattress တဲ့သူအလိုစဉ်းစားနေရမှာပဲတဲ့သူ furniture တွေเนาะပရိဘောကပစ္စည်းတွေသူ light ကြည့်နေတော့မှာပဲဒီ EC Ethan နဲ့ជីជីတခုကတော့အိယာကြီးပဲဖြစ်ရမယ်တဲ့ဒီလိုမျိုးကြီးမားပြီးတော့အိဆက်ပြီးတော့တိတ်ကောင်းတဲ့အိယာပေါ်မှာသူအမြဲတမ်းအိတ်ချင်ခဲ့တာဆိုပြီးတော့အိယာပေါ်ကိုတွေ့ပြီးတော့တက်သွားလိုက်တယ်တဲ့မှုရာကြီးတခုပေါ်တွေ့ပြီးတော့တက်မှုရာပေါ်လည်းရောက်တော့ အဲ့မှာကြဲသေးနဲ့တူတယ်ချုပ်ထားတယ်အလုံးလေးတွေ့တယ်နော်ဘတ်တန်လေးနဲ့တူတာမျိုးတွေသူကတွေ့ရောတွေ့တော့ at one he saw something small and round why here's my button he cried and he tricked, he tried to pick it up but like all the other buttons on the mattresses it was tied down tight ီဝိုင်းဝိုင်းနေတဲ့ကြည်သီးလိုဥစ္စာလေးကဘလို့လို့ဒီကိုရောက်လာလဲတဲ့သူ့ဥစ္စာနဲ့တူတယ်ဆိုသူထွားစူးစမ်းပြီးတော့ဆွဲယူနေတယ်ဒါပေမဲ့တဲ့သူပဲကြည်သီးဝိုင်းဝိုင်းနေကိုပဲသွားဆွဲဆွဲမပါလာဘူးတဲ့ပြုတ်မထွက်လာဘူးပေါ့နော်ဘာလို့လဲဆိုတော့သူတို့ကတိတိချာချာခိုင်ခိုင်မာမာအနောက်ကနေချုပ်ထားတော့ပြီးတော့ကြည်သီးလည်းမဟုတ်ဘူးလေဒါမှို့ရမှာပါတဲ့ကြည်သီးပုံစံနေပေါ့နော်အဲ့လိုချုပ်ထားတဲ့ဥစ္စာလေဆိုသူကြည်သီးမဟုတ်ဘူးဖြစ်နေတယ်သူယူလို့မရဖြစ်နေတယ် He yanked and pulled with both paws until pop off came off the button, and off the mattress corduroy toppled. အလုံးနဲ့အားပါလက်နှစ်ဖက်နဲ့လည်းအတင်းလဲဆွဲလိုက်ကိုတဲ့ကျေသည်ကနောက်ဆုံးတော့မခံနိုင်တော့ပဲပြုတ်ထွက်သွားတယ်တဲ့ကျေသည်ပြုတ်နေမကဘူးတဲ့သူကိုယ်တိုင်လည်းမှုရလေးပေါ်နေအောက်ကိုပြုတ်ကြပါလေရောတဲ့ပြုတ်လဲပြုတ်ကြရော bang into a tall floor lamp over it fell with a crash တဲ့နော်သူအားတဲ့မီးအိမ်နဲ့နော်ချမ်းပြေမမှာထားတဲ့မီးအိမ်ရှိတခုကိုဝင်းတိုက်မိပြီးတော့မီးအိမ်လည်းပြုတ်ကျပြီးတော့တဲ့အောက်ကိုပြုတ်ကျကွဲသွားတော့တာပေါ့တဲ့အဲ့လိုနဲ့အသံထွက်သွားတယ်တဲ့နော်သူကိုယ်တိုင်လည်းအောက်ပြုတ်ကျမီးအိမ်လည်းလဲကျသွားတယ် Calderine didn't know it but there was someone else awake in the store the night watchman was going his rounds on the floor above. When he heard the crash, then he came dashing down the escalator. ခေါ်ဒရိုင်းမသိတာတော့တဲ့ဒီကုန်တိုင်ကြီးထဲမှာပစ္စည်းရောင်းနေเนาะဒီ store ကြီးထဲမှာ store ဆိုင်ကြီးထဲမှာသူတယောက်တည်းမဟုတ်ဘူးတဲ့ ညာဘက်ဆောင်တဲ့ဦးကြီးတယောက်လည်းရှိနေတယ်။သူကလည်းဟိုစစ်ဒီစစ်နဲ့အပေါ်ဓာတ်လေးမှာလိုက်စစ်နေတော့တဲ့ဓာမီလေးတစ်ချောင်းနဲ့နော်။လိုက်စစ်နေတော့မှာအတန်လဲကြောင်း escalator နဲ့အောက်ထပ်ကိုဆင်းလာခဲ့တယ်တဲ့။ Now who in the world did that? he exclaimed. Somebody must be hiding around here. ဟင်းတဲ့ဘသူလို့လဲလို့ဓာကြီးပြုတ်ကျနေရတာလဲ။ he flashed his light under an over sofa's bed until he came to the biggest bed of all and there as he saw two fuzzy brown ears sticking up from under the cover. သူအားတဲ့ဆိုဖာတွေကိုဓာမီနဲ့ဟိုထိုးဒီထိုးလိုက်ထိုးကြည့်တဲ့အချိန်မှာအကြီးဆုံးသောအိယာကြီးတနည်းအားကိုရောက်လာတယ်တဲ့အဲ့လဲရောက်တော့တဲ့အညိုရောင်နဲ့နော်နရွက်လေးလိုလိုတဲ့နော်အစာလေးနှစအထွက်နေတယ်တဲ့နော်ဒီအိယာကာဘာကြီးနောက်ကနေထွက်နေတယ်အဲ့ဒါဘသူလေးလဲလို့ तू ကဖဲ့ပြီးလဲကြည့်လိုက်တော့ဟယ်လိုတဲ့ तू ကနှုတ်ဆက်လိုက်တယ်တဲ့ How did you get upstairs ဩဝံယုတ်ကလေးတရုပ်ဖြစ်နေတယ်ဘလို့လို့မြန်အပေါ်ရောက်နေတာပါလိတ်ဆိုပြီးတော့ဒီဥညာဆောင်တဲ့ဥဦးရဓမီလေးနဲ့ထိုးပြီးတော့ကြည်ပြီးတော့နှုတ်ဆက်ရင်လည်းစကားပြောမေးလိုက်တယ်တဲ့နော်ဒါမဲ့လူဟာလူအယုတ်ကအယုတ်ပဲလေနော် The watchman tucked Corderine under his arm and carried him down the escalator. ညာဆောင်ဦးကြီးရတဲ့အဲ့ဒီဝဲဝံရုပ်ကလေးကိုဖတ်ပြီးတော့တခြားဘက်က escalator အောက်ဆင်းတဲ့ တက်လေးကိုင်းနဲ့ဆင်းလာခဲ့တယ်။ဘာလို့အယုတ်ကအောက်ထပ်มาလေနော်။ And set him on the shelf in the twine department with the other animals and dolls. သူ့ကိုတဲ့အရင်တော့ရှိနေကြအယုတ်တွေအယုတ်မတွေထားတဲ့ shelf လေးပေါ့နော်ဆင်လေးပေါ့ကို ပြန်ပြီးတော့တည်တည်ရှာဆိုသလိုပဲတင်ခဲ့တာပေါ့တဲ့သူရှိရမယ့်နေရာလေးကိုသူ့ကိုပြန်ပို့လိုက်တယ်သူကအသက်မရှိတဲ့အယုတ်ကလေးလို့ထင်ပြီးတော့ပို့လိုက်တာပေါ့တဲ့နော်ညာစာအူအူကြီး caught her eye while just waking up when the first customer came into the store in the morning. And there, looking at him with a bright, warm smile, was the same little girl he'd seen the only day before. နော်ပေါ်ဒရိုင်းကအဲ့လိုနဲ့ပဲသူအဲ့ရနိုးလာရင်မျိုးလုံးလဲဖွင့်လိုက်ကောတဲ့သူပထမဆုံးတွေ့ရတယ်တဲ့ဈေးဝယ်လာတဲ့လူလေးရတဲ့နော်မနဲ့မှာပဲဈေးဝယ်လာလူကမနေ့က ့ကိုလာပြီးကြည့်သွားတယ်ကလေးမလေးပဲမဟုတ်ပါဘူးလားလို့သူကပြန်ပြီးတော့တတိတရနဲ့ကြည့်လိုက်တယ်တဲ့အဲ့ချိန်မှာ I am Lisa she said and you are going to be my very own bear last night i counted and what i have saved in my piggy bank and my mother said i could bring you home ငါနာမည်က Lisa လို့ခေါ်တယ်တဲ့အခုချိန်ကနေစပြီးတော့မင်းရတဲ့ငါရဲ့အစ်စ်တော့ အယုတ်ကလေးဖြစ်တော့မှတဲ့ပထမဆုံးတော့သူ့ရဲ့ဝဝံယုတ်ကလေးပေါ့နော်မနီးကညအိမ်ပြန်ရောက်တော့တဲ့သူစုထားတဲ့ piggy bank စုပူလေးတွေကနေပြီးတော့တဲ့ပတ်စံလေးကိုသူရီးတွက်ကြည့်လိုက်တော့တဲ့သူ့မှာပတ်စံအလုံးလောက်ရှိတာမို့လို့တဲ့မင်းကိုဝယ်လို့ရပြီတဲ့ဒါကြောင့်မို့ငါပတ်စံပေးပြီးဒီယုတ်ကလေးကိုဝယ်သွားပြီးတော့အေယုံခေါ်သွားတော့မှဆိုပြီးတော့နော် stores and andy တယောက်ကမမကြီးလား andy တယောက်ကဒီ uh cordial လေးကို ကြီးမပြီးတော့လီစာကိုပေးလိုက်တယ်လီစာအယုတ်ကလေးကိုဝယ်သွားဖြစ်သွားတာပေါ့နော် Shall I put him in a box for you the sales lady asked No thank you Lisa answered and she carried Cordray home in her arms တဲ့နော်ဈေးရောက်နေတီကပြောတယ်ဒီယုတ်ကလေးကိုတဲ့ box နဲ့ထည့်ပေးရမလားလို့ပြောတော့မလိုပါဘူးကျေးဇူးတင်ပါတယ်တဲ့ဒီယုတ်ကလေးကိုသူ့ဘာသူအိမ်အောင်ခြီးပြီးတော့တဲသွားတော့မယ်ဆိုတော့ဖတ်ပြီးတော့ယူသွားတယ်တဲ့နော် she ran all the way up four flights of stairs into her family apartment, straight to her own rooms. လေကတိလေးတက်လောက်တောင်တက်ရတယ်တဲ့သူတို့ရဲ့နေတဲ့အိမ်လေးရတဲ့အပေါ်တက်မှရှိတာပေါ့နော်ပြီးတော့တဲ့သူ့ရဲ့ကိုယ်ပိုင်အခန်းလေးတွေကိုတန်းပြီးတော့အယုတ်ကလေးကိုခေါ်သွားတော့တယ်တဲ့ Cordurine blinked there was a chair a chest of drawers and a girl size bed stood a little bed just the right size for him. The room was small, nothing like that enormous play, palace in the department store. This must be home, he said. I know I've always wanted a home. called Ryan မျိုးလုံးလေးဖွင့်ပြီးတော့ကြည့်လိုက်တယ်เนาะထိုင်ကုန်းလေးလည်းတွေ့တယ်လူတွေရင်ဘက်လောက်မြင်တယ်เนาะပန်းရောင် ဗီဒီယိုအန်ဇွဲလေးလည်းတွေ့တယ်တဲ့ပြီးသွားတော့တဲ့ main ကလေးကောင်းကောင်းအိတ်လို့ရတယ်လှပါတယ်အရာလေးတခုလည်းတွေ့တယ်အဲ့ဒီအရာလေးဘေးမှာတည်တည်လေးကြည့်ပါအောင်နော် yellow color လေးနဲ့ white beds လေးနဲ့နော်အဲ့ရတည်တည်လေးတခုလည်းထပ်တွေ့သေးတယ်တဲ့သူ့အရွယ်လေးနဲ့တော်တော်လေးသူ့အရွယ်နဲ့ကွက်တီပဲတဲ့နော်ဒီကလေးအသေးတော့သေးတယ်တဲ့သူ့ရဲ့သူမနေ့ကညတွေ့တယ်အဲတော်တော်ကြီးတယ်သူတို့ရဲ့စတိုးဆိုင်ကဖဲလေးကြီးတော့နန်းတော်ကြီးတော့မကြီးဘူးတဲ့ ဒါအိမ်မဲဖြစ်မယ်တဲ့ဒီနည်းနည်းသေးတယ်ဆိုတော့လေဟွန်းသူစဉ်းစားတာ तू ဟာတဲ့အမြဲတမ်းအိမ်လေးတစ်လုံးလိုချင်နေခဲ့တာတဲ့အခုတော့ तू အဲ့ဒီအိမ်လေးကိုရောက်လာပြီနော် Lisa sat down with a corduroy on her lap and began to sew a button on his overalls I like you the way you are she said but you will be more comfortable with your shoulder strap fastened လီစာတဲ့အယုတ်ကလေးကိုသူ့ထိုင်ကုန်းမှာထိုင်ပြီးတော့တဲ့ကြဲသီးလေးတစ်ခုရှာပြီးတော့ကြဲသီးလေးကိုတက်ပေးနေတယ်တဲ့သူ့ရဲ့ overall ပေါ့နော်ခုတ်အင်ကြီးလေးဒီဂျိုးတိုင်းအင်ကြီးလေးပေါ့မှာနော်မင်းဟိုးတဲ့အရင်တိုင်းလေးလဲ तू ဟာကြိုက်တာပါပဲသဘောကျတာပါပဲတဲ့ဒါပေမဲ့တဲ့ကြဲသီးလေးတစ်လုံးတက်ပြလိုက်တော့မင်းနေရထိုင်ရတာပို့ပြီးတော့တက်တောင်းတတရှိပါမယ်တဲ့ဒီလေဂျိုးတိုင်းလေးကိုတဲ့ကြဲသီးလေးတက်ပြီးတော့ ခိုင်ခိုင်မာမာလေးဝတ်ပေးလိုက်လို့ရှိရင်တော့ပိုအဆင်ပြေသွားမှာပေါ့လို့သူကစကားပြောရင်းနဲ့ကျဲသီးလေးတက်ပေးနေတယ်တဲ့ဝတ်ဝင်လေးကြည်ရပြုံးနေတယ်နော်သဘောကျတယ်နော်အဲ့လိုနဲ့ You must be a friend said Corderai I've always wanted a friend me too said Lisa give him a big hug တဲ့မင်းကြည်ရတာတငယ်ချင်းကောင်းလေးတယောက်ပါပဲတဲ့ဝတ်ဝင်ယူကလီယာစိတ်ထဲမှာပြောလိုက်တဲ့နဲ့တူတယ်နော် သူကအမြင်နဲ့အဲ့လိုသူ့ကိုချစ်ခင်တဲ့မိတ်ဆွေတငယ်ချင်းလိုချင်နေခဲ့တာတဲ့ဒါပေမဲ့အချိန်မှာလီဆာကလည်းမီထူတဲ့သူကလည်းတဲ့တငယ်ချင်းလိုချင်လို့ဒီရုပ်ကလေးကိုလိုချင်လို့လို့သူကဝယ်ယူခဲ့တာတဲ့ပြီးတော့သူ့ကိုတိတိကျကျလေးတင်းတင်းကျပ်ကျပ်လေးဖတ်ထားလိုက်ပါတော့တယ်နော်တော့အယုတ်ကလေးနဲ့အယုတ်ကလေးကိုလိုချင်တဲ့မမတို့ရဲ့သူတို့ရဲ့တန်ရောစဉ်အဲဘယ်လိုပြောမလဲတယောက်နဲ့တယောက်နဲ့ လိုချင်ကြတာချစ်ကြတဲ့အကြောင်းလေးပေါ့နော်တကယ်တော့အယုတ်ကလေးရစကားတကယ်တော့မပြောတတ်ဘူးဒါပေမဲ့ဒီစတိုရီလေးကအယုတ်ကလေးခံစားနေရတာသိရှိနေရတာမျိုးစိတ်ကူးရင်ပြီးရည်ထားတဲ့စတိုရီလေးဖြစ်တာပေါ့နော်ဒါလေးကကလေးတွေအတွက်စိတ်ကူးရင်ဖို့ကောင်းတဲ့ good story လေးဖြစ်ပါတယ်ဒီနေ့တော့ဒီလောက်ပဲနော်